အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာတော့ကျွန်တော်အင်ပါတာအကြောင်းလေးကို အနည်းငယ်လေးရှင်းပြပေးမယ်ဆိုတော့အင်ပါတာဆိုတာဘာလဲအင်ပါတာဆိုတာကကျွန်တော် DC ကနေကို AC ပြောင်းပေးတဲ့ဆက်ဖြစ်တယ်ဒီဆက်လေးတွေပေါ့နော်ကျွန်တော်ဘက်ထရီကနေပြီးတော့ကျွန်တော်တို့ AC ပြန်ထုတ်မယ်ဆက်လေးတွေဖြစ်တယ်ဆိုတော့အင်ပါတာမှာကျွန်တော်တို့ကအဲတိုက်နှစ်မျိုးရှိတယ်ပေါ့နော်ပထမတိုက်ကတော့ကျွန်တော်တို့ transformer base inverter ပေါ့နော်အဲကျွန်တော် transformer ကိုအဓိကအားထားပြီးတော့သုံးရတဲ့ inverter ကြီးတွေပေါ့နော်ဆိုတော့ transformer အကြီးတွေနဲ့လာတယ်ပေါ့နော် ဲသူရဲ့အလုပ်လုပ်ပုံကဘယ်လိုလဲဆိုတော့ကျွန်တော် transistor ပေါ့နော် battery တဲပို့ အဲကျွန်တော်တွဲပိုးနဲ့ယူလိုက်တယ်ဗောနော်တွဲပိုး DC ကနေကျွန်တော်တို့ဒီ FED mouse စကန်နေပြီးတော့ကျွန်တော်တို့ AC တိုင်းဗောနော်ဆိုတော့ star sign wave ဖြစ်ဖြစ်အဲကျွန်တော် modify sign wave ဖြစ်ဖြစ်ကျွန်တော် pure sign wave ဖြစ်ဖြစ်ထုတ်ပြီးတော့အဲကျွန်တော်50 hertz သူကထုတ်လိုက်တယ်ဗောနော် ထုတ်ပြီးတော့အဲဒီကနေကျွန်တော်တို့အဲဒီ transformer AC တွဲပိုးကနေကျွန်တော်တို့ကအဲကျွန်တော် AC 220 volt ကိုဒီ transformer နေမြင်လိုက်တယ်ဗောဆိုတော့ဒီမှာတော့ transformer အကြီးလိုတယ်ဗောနော်ဆိုတော့အဲသူကဘာတွေဘာတွေ ဘာဒီကောင်းလဲဆိုတော့ကျွန်တော်တို့ကြီးရယ်ပေါ့နော်ကြီးရယ်ကြီးကြီးဖြစ်တယ်လေးလေးလေးတယ်ပေါ့နော်ဒီ coin တော့ကြည်ပါတဲ့ခါကျတော့အဲသူ့မှာကောင်းတဲ့အတိုက်ချက်ကတော့တော့ခံနိုင်ဖို့ကောင်းနေပေါ့နော်ဆိုတော့ကျွန်တော်တို့ဒုတိယတိုက်ကတော့ကျွန်တော်တို့ဒီလိုမျိုးတိုက်လေးတွေပေါ့နော်ဒီလိုမျိုးတိုက်လေးတွေဒီကောင်းလေးတွေကတော့ကျွန်တော်တို့အဲ electronic အာဒီ transistor based inverter ပေါ့နော်သူက transistor ကိုအဓိကအားကိုးပြီးတော့အလုပ်လုပ်တယ်ဆိုတော့သူကဘယ်လိုလုပ်လို့လဲဆိုတော့ကျွန်တော်တို့ DC တွဲဖို့နော်ဒါကကျွန်တော်တွဲဖို့ base on နဲ့ယူလိုက်တယ်အဲတွဲဖို့ကနေကျွန်တော်တို့ဒီ FET ီနီ mouse တွေကနေသူကအဲကျွန်တော်တို့ဒီလိုမျိုးအဲ line ထုတ်လိုက်တယ်ဗောနော line ထုတ်လိုက်တယ်ကျွန်တော်တို့ကဒီက start sign wave အဲ start sign wave ဗောနော start sign wave ပြီးမော် viewer sign wave ပြီးထုတ်ပြီးတော့ကျွန်တော်တို့အဲ high frequency ဗောနော်ဒီ net sound hash high frequency ကိုသူကထုတ်လိုက်တယ်ထုတ်လိုက်တဲ့ခါကျတော့သူက transformer အကြီးမလို့တော့ဘောနော် transformer သေးသေးလေးပဲလို့တော့လေအဲ့ဒီ transformer သေးသေးလေးကနေမှကျွန်တော်တို့ဒီ NGBT ကနေပြီးတော့ကျွန်တော်ဒီ high frequency ကိုအဲကျွန်တော်တို့ 50hz ပြန်ပြောင်းလိုက်တယ်ဘောနော် high frequency ဒီ transformer ကတော့ကျွန်တော်တို့အဲဒီထွက်လာတဲ့ အဲ4ကိုကျွန်တော်တို့ပြန်မြင်လိုက်တယ်ဗောနော်မြင်လိုက်တယ်မြင်လိုက်ပြီးတော့ထွက်လာတယ်224ကိုကျွန်တော်တို့ကဒီ50 hash ဖြစ်ဖြစ်ကျွန်တော်တို့တချို့ inverter တွေမှာဆို400 hash နေနဲ့အဲပြန်ထုတ်ပြီးတော့ကျွန်တော်တို့ကအဲ AC ပြန်ထုတ်ကြတယ်ဗောနော်သူသူ့မှာတော့ကျွန်တော်တို့အဲပေါ့ပြပေါ့ပေါ့ပါတယ်ဗောနော်ပြီးတော့ဈေးသက်သာတယ်အဲအတွင်းပိုင်း circuit တွေကတော့ ရှုပ်ထွေတယ်ဗောနော်ပြီးတော့သူတို့သူကဒီကျွန်တော်တို့ဒီ FED တွေဒီ IGBT တွေကအဓိကအလုပ်လုပ်ရတဲ့အတွက်သူတို့အတွက်ကိုကျွန်တော်တို့ကဟီးစင်ကြီးကြီးလိုတယ်ဗောနော်ဆိုတော့ဒီတဲ့ကိုကျွန်တော်ပြပေးမယ်ဟီးစင်ဘလောက်ထိကြီးကြီးဒါသုံးထားရလဲဆိုတာဗောနော်အဲဆိုတော့ဒီကကျွန်တော်တို့အဲ800ဗောဗောနော် share ဝင်ပြောဆိုင်ဝင်မှာတာပေါ့တော်ဒီထဲမှာဆိုရင်ကျွန်တော်တို့ဒီမှာအဲ FAD တွေ mouse တွေ IGBT တွေပေါ့နော်ဒီဒီလိုမျိုးဟာတွေကိုသူကဒီမှာ heat စင်အကြီးနဲ့ဆိုတော့ခံထားတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးခံထားခြင်းအားဖြင့်ကျွန်တော်တို့ကအဲဒီကောင်တွေရဲ့အပူချိန်ကကျတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအဲ heat စင်ကြီးကြီးပါတယ် အဲဒီလိုမျိုး inverter တွေကပို့ပြီးတော့ကောင်းနေပေါ့နော်ဒါဆိုရင်သူကပန်ကန်နဲ့တိုက်ထည့်ပဲပေါ့နော်ညနေမှုတ်ထုတ်ပြီးတော့ဒီဘက်ကိုပြန်ထွက်တယ်ပေါ့နော်ဆိုတော့အဓိကဒီ transformer transistor base or inverter လေးတွေမှာတော့ဒီ heat sink ကကျွန်တော်ကြီးကြီးလိုတယ်ပေါ့နော်အဲဒီ transformer ကတော့လည်းအဲသူကသူလိုလျောက်အဲလိုအပ်သလောက်လေးပေါ့နော်သူကတော့အသေးလေးပဲဒါလောက်ထားတယ်အဓိကကကျွန်တော်ဒီ transistor တွေအဲ FET တွေကိုအဓိကဥစားပေးပြီးတော့အဲကျွန်တော် ွားတွားတဲ့အတွက်ဟီးစင်ကတော့ជីជីလိုတယ်ဗောနော်ဒီထဲမှာဆိုဟီးစင်ជីជីလိုတယ်ဗောဆိုတော့ဒါလေးပါဆိုတော့နောက်တစ်ခုကတော့ကျွန်တော်ထပ်ပြပြမယ်ဆိုတော့ကျွန်တော်တို့ကအဲဘယ်လိုရွေးချယ်ကြမလဲဗောနော်ဆိုတော့တိုင်ဝမ်ဗောတိုင်ဝမ်ကြတော့ကျွန်တော်တို့တိုင်ဝမ်ကကျွန်တော်တို့ transformer တင်နေအဲ transformer ជីជីနဲ့လောက်ထားတယ် အဲ inverter မျိုးစားတွေကိုကျွန်တော်တို့ကသုံးမဲ့ဆိုရင် inductive load တွေပေါ့နော် heavy load တွေပေါ့ heavy load တွေဆိုကျွန်တော်ရေမော်တာအကြီးကြီးခေဆက်တွေပေါ့နော်ပြီးတော့ဆက်ရုံသုံးမော်တာအကြီးကြီးပေါ့နော်ဆိုတော့သူကဘာလို့ဒီ coin နဲ့ transformer base on ကိုသုံးခိုင်းလဲဆိုတော့ကျွန်တော် coin တွေရဲ့ဒီ coin တွေရဲ့ရုပ်ရည်ပြန်ပြီးတော့စီးဝင်လာတဲ့ inrush current ကိုကျွန်တော်ခံနိုင်အောင်ပေါ့နော်အဲခံနိုင်အောင်ကျွန်တော်တို့ကဒီလိုမျိုးဟိုဒီ type 1ပေါ့နော်အဲဒီ type 1 base transformer base on inverter ကိုကျွန်တော်ကရေးချခိုင်းနေပေါ့နော် တော့ကျွန်တော်တိုက်တူပေါ့နော်တိုက်တူဆိုတော့ဒီလိုမျိုးဒီလိုမျိုး inverter တွေပေါ့နော်ဒီလို inverter တွေကဘာအတွက်တင်းတော်လဲဆိုတော့ကျွန်တော်တို့က restarted လုပ်တွေပေါ့နော် light လုပ်ပေါ့နော် light လုပ်ဆိုတော့ကျွန်တော်တို့ electronic ပစ္စည်းတွေ electronic device တွေဖြစ်တဲ့ကျွန်တော် TV တွေ laptop တွေ LED မီလုံးရင်းတွေကိုဓမင်းပေါင်းရေခဲသစ်တာ အဲကောရေခဲ့တဲ့တာဗောနော်အဲကောနေရာစဖွင့်လို့ရတယ်ဗောနော်ဆိုတော့အဲဒီလိုမျိုးလှုပ်အသေးလေးတွေဗောနော်လှုပ်သေးလေးတွေကျွန်တော်တအိမ်မှာသုံးနေတဲ့လှုပ်တွေအကုန်လုံးဗောနော်ဆိုတော့ဒါလေးဟုဆိုရင်အဲဒီလိုမျိုး inverter ဗောနော်ဒီလိုမျိုးအဲ transformer အဲ transistor based on inverter တွေနဲ့သုံးတာပို့ပြီးတော့ကောင်းနေဗောနော် ကောင်းနေဆိုရင်ကျွန်တော်ဇီလက်တတတယ်အဲ light weight လည်းဖြစ်တယ်အဲပြီးတော့အဲဒီကောင်းနေကကြတော့ကျွန်တော်တို့ quantity ထပ်စာလို့ရှိရင်အဲကျွန်တော်တို့က efficiency ကိုကောင်းနေဗောနော် efficiency CNC ပို့ကောင်းတယ်အဲဆိုတော့အဲကျွန်တော်ဒီမှာမှကျွန်တော်ပြောပြောနေတယ်ဒါ pure sine wave ရဲ့ကျွန်တော် modify sine wave ရဲ့ရှိရပါတော့ဆိုတော့ဘာဘယ်နေရာမှာတိတာပါလဲဆိုတော့ကျွန်တော်တို့ကဒီ modify sine wave ကိုပန်းကားတွေတုံးတဲ့ခါကြလို့ရှိရင်အတိုင်းမြေရောဟင်းဆိုတော့သူကဘာဖြစ်လဲဆိုတော့ဒီလိုမျိုးထွက်လာတဲ့လိုင်းက pure wave မဖြစ်ဘူးပေါ့နော်သူကအထစ်ထစ်အထစ်လေးတွေဖြစ်တဲ့ခါကြတော့အဲဆိုတော့ဒီ modify sine wave တွေကကျွန်တော်တို့လက်ရှိအခုဟိုအိုးကြောက်တွေနဲ့တုံးနေတဲ့ မြန်မာပြည်မှာထုတ်လုပ်တဲ့ inverter တော်တော်များများက modify sine wave နဲ့အဲလောက်ကြတယ်ဗောနော်အဲနောက်ပိုင်းအခုကျွန်တော်တို့ viewer sine wave အဲမြန်မာပြည်မှာလည်းကတ်တွေထွက်တယ်ဗောနော်အဲအရာတွေလည်းကျွန်တော်စမ်းကြည့်မယ်ကျွန်တော်သုံးကြည့်မယ်စဉ်းစားရတယ်ဗောနော်ဆိုတော့ viewer sine wave တွေ modify sine wave တွေလို့ရှိတယ် ဆိုတော့ကျွန်တော်တို့အနီးကုန်းချုပ်အနေနဲ့ကျွန်တော်ပြောချင်တာကတော့အဲဆိုတော့ကျွန်တော်တို့ heavy load တွေ inductive load တွေသုံးမယ်ဆိုရင်ကျွန်တော်ထပ်ဆုံးမှာအာ base အဲ inverter ကို pure sine wave နဲ့သုံးပေါ့နော်ပြီးတော့ကျွန်တော်အိမ်သုံးဒီ electronic ပစ္စည်းအသေးလေးတွေဆိုရင်ကျွန်တော်တို့ဒီလိုမျိုးဟို transistor based on inverter တွေပေါ့နော်အဲတော့ဒီကောင်းစင် pure sine wave ရတယ်အဲ 50hz ထွက်တယ်ပေါ့နော် pure sine wave 50hz ထွက်တဲ့ inverter လေးပေါ့နော်အဲဒီ inverter လေးပါ အဲဒီကောင်လေးဆို800ဝတ်ပေါ့နော်800ဝတ်ကိုကျွန်တော်900ဝတ်ထီလောက်ထီကိုကောက်ကောက်မုံမဆွဲလို့ရပါတယ်ကျွန်တော်စမ်းသုံးကြည့်ထားပါတယ်ပြီးတော့ဒီမှာဆိုရင်သူ့ရဲ့ display မှာဘလောက်ဝတ်သုံးပါလဲဆိုတာလေးကိုအကုန်မြင်ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြပေးမယ်ဆိုရင်ဒါကဘက်ထရီရဲ့ဘိုးတွေပါ ဲဒီမှာဆိုဘွားပေါ့နော်၃လဲဝတ်တတ်မယ်အဲပြီးတော့ကျွန်တော်တို့ဒါက AC ထွက်တဲ့ဖိုးလေးပါဒါက Hertz ပါမ50 Hertz temperature ပေါ်ပါတယ်ပြီးတော့ကျွန်တော်ဒါ၃လဲပါဆန်နေပါသူကဘယ်လောက်ထိယူရလဲဆိုတော့120ဒီဟာဆို120ပါဆန်နေထိယူရတယ်ပေါ့နော်ကျွန်တော်ဟိုတနေ့က၃လဆိုရင်ဒီ80%ထိကိုကျွန်တော်ထမင်း ဘန်အိုကျွန်တော်တည်ကြည့်ပါတယ်ပြီးတော့ဒါကဘက်ထရီရဲ့အားပေါ့နော်လက်ကျန်အား capacity ကိုပြပါတယ်ဆိုတော့ဒီမှာဒါလေးပါတော်တော်လေးကောင်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်